တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်ညိုပြရဲ့မဆိုင်ကြီးတရားဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် နကပြောသလိုပေါ့တရက်ပင်ဟာသဘောထားတိတ်ကြီးတာစိတ်ကောင်းလဲတိတ်ရှိတာတိတ်လဲယိုသားတယ်ကျွန်တော်ကတော့ဒီတရက်ပင်ကိုခင်နေမိတာလူတယောက်ကိုထင်မြင်ချက်ပေးသလိုပေးလိုက်တာပဲလက်ဆောင်ဓာတ်ခွဲမှုဓာတ်ခွဲမှုများနဲ့ယောဂါပေဒဆရာဝန်များသည်တရက်ပင်ဝိုင်းဝိုင်းလေးကိုမော့ကြည့်လိုက်ကြသည်တရက်ပင်ဤသီးမှဲ့ကို မစားဘူးကြသဖြင့်ဘာမျိုးစားတရက်ပင်မှန်းမသိကြမန္တလေးပန်းဆွဲလားရင်ခွဲလားစိုင်လား ထိုသုံးမျိုးတည်းကတမျိုးမျိုးဖြစ်နိုင်သည်မတ်ချစ်စုတစုမြိတ်ဘင်္ဂလာ ပြာရည်စန်းတို့တော့မဟုတ်နိုင်မြကြောက်တော့လုံးဝမဟုတ်နိုင်ပုံမြင်နိဗ္ဗာန်ထဲကဗန္နာယာလည်းမဖြစ်နိုင်ဝိထုတဘုတ်ဤအဓိကဇက်ကောင်ဖြစ်လာမည်ထိုတည့်ရက်ပင်သည်ရန်ကုန်စေယုံကြီးဝင်းနေရှိအယံစေဘပညာသည်အကြောင်းနှင့်လူနာဆောင်1920ကြားတွင်တည်ရှိသည်တည့်ရက်ပင်သည်တိတ်ပြီးအသက်မကြီးသည်တည့်ရက်ပင်အိုကြီးမဖြစ်သည် လူတယောက်နေဖြင့်ပြောရလျင်အသက်40လောက်ရှိမည်လူသားတယောက်နေနှင့်40မှာဘဝစသည် ဆိုရိုးစကားကိုလက်ခံလျင်တရက်ပင်သည်ယခုမှဘဝစသည်ဟုဆိုရမည်အသီးသီးသည့်အပင်တွေကို အမအသီးမသီးသည့်အပင်တွေကို အဖိုးဟု အကြမ်းမြင်ယူဆလျင်ထိုတရက်ပင်သည် အမဖြစ်သည်အရန်ဆေးဘက်ပညာသည်ចောင်းဤဒုတိယဓာတ်တွင် ရှိသောယောဂါရှာဖွေလေ့လာရေးဌာနမှကြည်လျင် တရက်ပင်ကိုအနီးကပ်တွေ့ရသည်တရက်ပင်ဤအမြင့်သည်တိုက်တလုံးဤသုံးဓာတ်များရှိသည်ဓာခွဲပန်ဆိုင်ရာပညာရှင်များသည်အလုတ်ကိုင်းပြီးစီချိန်တွင်ခဏတစ်ဖြုတ်ဖြစ်ဖြစ်တရက်ပင်ကိုမော့ကြည့်တတ်၏တရက်ရွက်တွေတိတ်တိတ်သေးသေးရှိလာပြီးထိုတိတ်သေးစိမ့်ပြစ်တဲ့တရက်ရွက်လန်းလန်းလက်လက်ကြားမှာအသီးကလေးတလုံးတလေးများရှိအောင်မလားရှာဖွေမိတတ်သည်သူ့အနေနဲ့အသီးကလေးတွေဝေနေရမည်အချိန်မှာတလုံးမှမတွေ့ရမှုအတွက် အနေချင်းစိတ်မသက်မသာဖြစ်မိယုံကလွဲ၍တာရှိမခံစားရမြည်သူကိုမျှလဲဖွင့်မပြောမီအမှန်စင်စေဒီတရက်ပင်ကိုအသီးများနှင့်တွဲလျက်မတွေ့မမြင်ရသည်မှာကိုခန့်နေရပြီဖြစ်သည်မိုးရေဇက်များကြားရောက်သည့်အထိတရက်ပင်ပေါ်ကတရက်သီးများတက်ဆိုးမရှိတန်းစောင်းရသည်ဤနှင်းပွင့်နှင်းခဲများနှင့်တူကွယ်ပြောက်သွားတတ်ပြီးတစ်နှစ်ပြည့်လျင်စောင်းရသည်ဤနှင်းပွင့်နှင်းဆက်များနှင့်တူ လာရောက်နှုတ်ဆက်တတ်ကြသည်အပေါ်ပါသွားသည့်လူတွေကဖူးဒံဦးများကိုရေအိမ်ထဲမှစတင်မြင်တွေ့တတ်သည်တရက်ဖူးလေးတွေဖူးနေပြီဟေ့ပြောသည့်လူသည်သူ့စကားဆုံးသွားပြီနောက်မိုးကောင်းကင်သို့မော့ကြည့်လိုက်သည်ဒီလိုမော့ကြည့်ခြင်းမှာသူသည်အတွေးဆက်တွင်ငေးငိုင်သွားသောကြောင့်ဖြစ်သည်တီးလာတော့လေလူတွေရဲ့အနိုင်ကျင့်တာကိုခံရမြဲပဲမဟုတ်လားလို့ဆက်လက်တွေးတောမိသောကြောင့်ဖြစ်သည်လူတွေကလွန်လွန်းသည် ။တည့်ရသီးခင်းလေးတွေလက်တန်းကောင်းလောက်ရောက်ပြီးဆိုသည်နှင့်ခဲနေပြစ်သူပြစ်တကျူနှင့်ချူသူချူအပင်မောင်တက်ချိုးသူချိုးဖြင့်နောက်တနေ့ကျဘာသီးခင်းတလုံးမှမရှိတော့။သဘောထားပြေသောတည့်ရပင်မှာတည့်ရသီးခင်းဈေးကောင်းချိန်နှင့်အချိန်ကိုက်တီးတတ်သည်။ဒီလိုဖြစ်တာကိုတက်ခွဲပညာရှင်တွေအောက်ပါတိုင်းမှတ်ချက်ချကြသည်။တရက်ပင်အခုလိုခံစားနေရတဲ့ဝေဒနာတွေဟာလူတွေရဲ့ဆင်းရဲမွဲတေမှုစီကံမဲ့မှုတွေကြောင့်ပဲပေါ့ အတီးကိုယ်တောင်စုံလင်အောင်မတီးရသေးမီဇက်သိမ်းသွားတသောတီးကင်းလေးများကို ကြည်လျက်လူတွေမျိုးမျိုးမှတ်ချက်ချတတ်သည့်ကြားထဲကထင်ရှားသည့်မှတ်ချက်တကူဟေးဟောဒီတရက်ပင်ပေါ်ကတရက်သီးမှဲ့ကလေးတစ်လုံးရရင်ငွေ900ပေးမယ်ဟေးတက်ခွဲမှုများသည့်တရက်ပင်ပေါ်မော့ကြည့်လိုက်ပြီးမကျေနပ်သလိုစာနာသလို အရေးရောင်များသူတို့ဤမျက်လုံးနှင့်နှက်ခမ်းဆက်မှာဖြတ်ပြေးသွားသည် ။ဘာပဲဖြစ်ဖြစ်သူတို့သည်ထိုတရက်ပင်ကိုဒုက္ခရောက်နေသောအတီကျွမ်းမိမသားတူလိုသဘောထားစဉ်းစားမိရာတွင်အသားကျသလောက်ဖြစ်နေပြီ။လင်းအောင်ကြားအယက်သမားဤနှိမ့်ဆက်ခြင်းခံရသောမိမသားတူပမာစာနာမိခဲ့ကြသည်။သို့သော အနေထားသည်လူတွေဤစာနာထောက်ထားမှုများနှင့်ထိုက်တန်လိုက်ဖက်အောင် နေထိုင်ခြင်းမျိုးမရှိ။တ мян နှစ်တန်မနှစ်ကပိုဆိုးလာသည်။တခွဲမှုတွေရုံးပြန်ခြင်းညနေ၄နာရီထိ လက်တန်းကောင်းလောက်ရှိသည့်တရကင်းလေးများတို့လိုတွဲလောင်းပြုတ်ခဲနေသည်သည်အကြီးဆုံးမှာလက်မလောက်ရှိမည်တရသီးများကအနည်းစုဆယ်ဘက်ရာဘက်အချို့အပွင့်များသည်ပင်ဘဝမပြောင်းသည် နောက်တစ်နေ့နနက်တွင်တီးကင်းများဘာမှမရှိတော့ဟဲ့တရကင်းတွေတလုံးမှမရှိတော့ဘူးရက်ဆက်လိုက်တာအမျိုးသမီးဓာခွဲမှုတူကအထိတ်တလန့်ပြောသောအခါကြံဓာခွဲမှုယောက်ျားမိန်းမအားလုံးမော့ကြည့်လိုက်ပြီး ခဏကြာတွင်အောက်သို့ငုတ်ကြည့်လိုက်ကြသည်တရက်ပင်အောက်တွင် သစ်စိမ်းအကျိုးပဲများ ရွက်စိမ်းအကျွေများဖူးဒံပိုင်းစားများတရက်ပွင့်အစနာများ ပြန့်ကျဲနေခြင်းနှင့်တရက်ပင်ပေါ်တွင်တရက်သီးတွေအခိုးခံလိုက်ရခြင်းတို့မှာအကျိုးနေကြောင်းများဖြစ်လျက်တက်သေးကံပစ္စည်းများလိုပင်ယူဆတွေးတောစရာပင် သို့မဟုတ်လက်ဘူးလက်ချက် ဖြစ်နေပြီပေါ့လို့လဲပြောနိုင်သည်တရက်သီးမှဲ့ဖို့ကိုမပြောနဲ့ အစေရှက်ဖို့အရင်မဲ့ဖို့ထီတောင်မလွယ်ပါဘူးလူတွေလည်းစီကံမဲ့လိုက်ကြတာဒီနိဗ္ဗာန်ကတောင်ဝင်ရှိဩဇာရှိတဲ့လူတွေကလည်းအစီမံညံဖြင်းလိုက်တာသွေးဖြေလာတောင်းသည့်လူနာတယောက်တက်ခေါက်လျက်အမှတ်ချက်ချဘူး၏စာရေးကမ်းမှစည်ရေးကြီးကတော့ဒီယောဂါရှာဖွေလိလာရေးဌာနတွင်လှုပ်တဲ့အရင်ဆုံးဖြစ်သည် သူကသူ့အတွေ့အကြုံကိုပြောပြသည် လုံခဲ့တဲ့စင်နေတုံးကရွက်ပုံးဒီတလုံးတိတ်တိတ်ပုံမှဲ့ပြီးကြွေကြဘူးတယ်လို့ငါတပည့်တယောက်ကပြောတယ်။စီရေးကြီးကိုကြံသည့်လူတွေကသူတို့နှစ်ထင်အထက်ကိုလက်ညှိုးဖြင့်ထောက်လျက်လက်ခါပြနေသည်။စိတ်မမှန်သူကိုလှုပ်ပြသည့်တင်ဂေတာ။ဒီတည့်ရက်ပင်အနိုင်ကျင့်ခံရပြီးတပတ်ရှစ်ရက်လောက်ကြာလျင်ထူးထူးဆန်းဆန်းပင်ရွက်နူများအထောင်တောင်းချီကဖူးတဲ့ဝေလာပြန်သည်။သို့သောဒီတစ်ခေါက်ပွင့်ဖူးမဟုတ် ရွက်ဖူးများဖက်ရွက်နူများပရစ်ဖူးများမကြမီထိုပရစ်ဖူးလေးများသည်အစိမ့်အောင်ကြကြနှင့်ပြွတ်သိက်ခဲကာရှေမျောမျောမြသွေးတရက်ရွက်များသည်မိုးရံဝနှင့်နေမင်းစီအလူရက်တက်နေကြသည် ပုံတရံအရွက်များသည် တက်ကြွစွာပင်အပေါ်ကိုထောင်နေကြသည် နောက်တစ်နှစ်အတွက်အားမလျှော်ပဲထက်မှန်မွေးဖွားရန် ပြင်ဆင်နေသောတရက်ပင်စိတ်ကောင်းရှိသောတရက်မှလိုပင်တင်စားခေါ်ဖို့ကောင်းသည် သို့မဟုတ်သူတော်စင်တရက်မှာတနေ့တော့ဒီတရက်ပင်ကို ရုံလုံးပေါ်လာသည့်အထိတယောက်တစ်မျိုးဝင်ဝင်ပြောနေခြင်းတွင်ဧည့်သည်မိမတယောက်လည်းရှိနေသည်။သူမဤရှေ့မှောက်၌ဖြစ်နေသည်။စောစောကကျွန်တော်တို့ဌာနမှထိုမိမဤမိတ်ဆွေဒေါ်မိမိခင်လက်ထောက်တက်ခွေးမှုကမိတ်ဆက်ပေးသည်ဖြင့်သူမနာမည်ဒေါ်စိန်ကြီးဖြစ်ကြောင်းသိရသည်။ဒေါ်စိန်ကြီးသည်တရက်ပင်အထုပ်ပတ်တီကိုတရက်ပင်ရက်လဲတရားပမာ သဘောထားသလားမသိ။တံဝေကမျက်နှာအသွင်ပြင်အနေထားဖြင့်တရက်ပင်ကို စာစာနာနာ ငေးကြည့်နေရမှမျက်ရည်တစ်ပေါက်သည် သူမ၏သွယ်လျလျပါပြင်ပေါ်မှ စီစဉ်လိမ့်ကျသွားသည်ကိုကျွန်တော်တွေ့လိုက်ရသည်။ကျွန်တော်တွေ့မြင်သိရှိသွားသည်ကို အမျိုးသမီးရိတ်မိသွားသောအခါစိတ်ထဲကျဉ်ကျပ်သွားသည့်လက္ခဏာရင်းများရိုးရိုးရိတ်တွေတွေ့ရသည်။ကိုပြောင်းမယ်မိမိခင် ဒေါ်စင်ยีသည်ပလတ်စတစ်ချင်းနှောင်းကိုဆွဲယူပြီးထွက်သွားတော့ဒေါ်မိမိခင်းကကားဂိတ်သို့လိုက်ပို့သည်နေအောင်ငါလိုက်ပို့မယ်မိနစ်20နာယူဝတ်မြာကြာတွင်ဒေါ်မိမိခင်ပြန်ရောက်လာသည်အဲ့ဒီအမျိုးသမီးနဲ့ခမားနဲ့တော်တော်ခင်လာเจ้าနေဘက်တငယ်ချင်းပဲဘာဖြစ်လို့လဲတော်တော်ကိုစိတ်ထိခိုက်လွယ်တာပဲတရက်ပင်ရဲ့အထုပ်ပတ်တီကို ကြားတာနဲ့မျက်ရည်ကျတယ်လीသူ့ဘဝနဲ့တရက်ပင်ဘဝတို့ တူလွန်းလို့ဆိုပြီးသူစိတ်ထိခိုက်သွားတယ်။သူ့မှာသမီးနှစ်ယောက်သားနှစ်ယောက်ရှိတယ်။သူ့ကလေးတွေရဲ့အနာဂတ်ကိုသူတို့လင်မယားအတော်ကိုပျော်လင့်ထားကြတာ။သူ့ယောက်ျားကကားအဖိုးပစ္စည်းတွေရောင်းနေတခြားကြုံတဲ့စီးပွားရေးလဲလှုပ်တာပဲ။ပွဲစားလို့ဟာမျိုးပေါ့။ဒီလိုနဲ့သူတို့ချောင်းချောင်းလဲလဲဖြစ်လာတယ်။သူတို့ကလေးတွေကိုသူတို့ပညာတတ်တွေဖြစ်စေချင်တာလွန်ရော။ဒီနေ့ဒီနေ့သူတို့တွေ့တဲ့မှာသားသမီးတွေကိုယာရှိကြီးတွေဖြစ်လာအောင်ဆရာဝန်ကြီးတွေဖြစ်လာအောင် တက္ကသိုလ်ပညာတကြီးတွေဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးတွေကလွှမ်းမိုးနေတာပဲသိတယ်မလားကျူရှင်ဆိုလဲအကောင်းဆုံးကျူရှင်တွေပေးတယ်မဟုတ်ဘူးဆိုလဲတောင်းတလောက်ပေးတာပဲဒီကြားတယ်တနေ့တော့ဘလို့မှမျောမှန်းမထားတဲ့အဖြစ်ဆိုးနဲ့ကြုံရတယ်ဘာလဲတားတယောက်နံပါတ်4ချတာလားမဟုတ်ဘူးအားအထားရာဆုံးအလုံးကဆရာဝန်ဖြစ်မယ်လို့တွတ်ထားတယ် ရည်တံတဲ့တဲ့တောင်မကြားရတဲ့သမီးကြီးမှခိုးရလိုက်သွားတယ်ဒီတုန်းကအဲ့ဒီကလေးမဟာ အသက်16နှစ်တောင်မပြည့်သေးဘူးမဆိန်ကြီးဟာ သူ့ကလေးကိုနှမျောတာကတစ်ဖက်ရက်ွက်ထဲမှာအဆက်ရတာကတစ်ဖက်နဲ့အတော့ကိုယူကျုံမရဖြစ်ခဲ့ရတယ်ပေါ့သူတို့လင်မယားနှစ်ယောက်ဟာသုံးလေးညမအိပ်ပဲခြံတကားဝါကိုပဲစိုက်ကြည့်နေမိတယ်ပေါ့ခြံတကားဝါကနေသူ့သမီးကြီးမှအလိမ္မာဆုံးလေးဝင်လာမလားဆိုတဲ့ခံစားချက်နဲ့ ျက်ခြေမပြတ်ကြည်နေမိတာယူမတက်ပါပဲတဲ့ပထမဆုံးညမှာည7:00နာရီကျော်တဲ့အထိခြံတကားဝါကိုစိုက်ကြည့်ရတာစိတ်တစသိတ်ဆန္ဒပဲတဲ့ခြံတကားဟာကိုယ့်အင်ရဲ့ခြံတကားမဟုတ်ဘူးအိမ်ရှိအိမ်ရဲ့ခြံတကားတဲ့ဒါပေမဲ့အဲ့ဒီခြံတကားဟာတခုတည်းသောအဝင်ထွက်လုပ်ရာခြံတကားလရောင်မှိမ့်မိအောက်ကအိမ်ထဲကနေအတော်ကလေးလှမ်းနေဒီတကားကိုပဲစောင့်ကြည့်နေရတာသိတ်ဝမ်းနေစရာကောင်းတာပဲတဲ့ တိတ်လွမ်းစရာကောင်းတာပဲတဲ့တခါတလေခွေးတကောင်တကားကို တိုးလို့ပွင့်တဲ့ခါအံ့ဩလုံးလို့ဟာကနေရင်ဖို့သွားတတ်တယ်တဲ့တခါတလေအမှန်တကယ်ဘာမှမရှိဘဲနဲ့တကားနာမှာလူတယောက်လာရက်နေတယ်လို့ခံစားရပြီးအတန်တွေကိုလည်းမမြည်ဘဲနဲ့ကိုကြားနေရတယ်လို့ပေါ့ဒီလိုနဲ့ည7နာရီကျော်တော့ငါသမီးဘဝပြက်ပြီဆိုပြီးချုံမွဲချငိုပြီးရှိုက်လိုက်မှာ ရှင်သေးပေါ်သွားတယ်လို့လို့ရှိပေမဲ့ခဏပဲတဲ့ကျွန်တော်ရိပ်မိပြီဒေါ်မိမိခင်ဒီမိမရဲ့ဘဝဟာတရက်ပင်ရဲ့ဘဝလိုပဲကိုသားသမီးတွေကိုဝအောင်အောင်မချစ်လိုက်ရပဲဆုံရှုံလက်လွတ်လိုက်ရတာချင်းတူလို့စောစောကမျက်ရည်ကျသွားတာဖြစ်မယ်အဲ့ဒီတယောက်ထဲမဟုတ်ဘူးကြံတဲ့ကလေးတွေနှစ်ယောက်ဒီလိုပဲစောစောစီစီဘဝပြတ်သွားကြလို့စင်ကြီးဟာနောက်ဆုံးကြံတဲ့သူ့သားငယ်ကိုတာမမိုက်နဲ့နော် တာဟာတသက်လုံးအရှက်ကွဲခဲ့တဲ့မမီတို့ဘဝကိုကဲတင်မဲ့တူဦးတဲ့သောလူကလေးလို့မမီထင်နေမမီတို့မျိုးရိုးဟာဗျမ်းမရာမဟုတ်ဘူးဆိုတာဒီကဘာပေါ်မှာတားကလွဲလို့ဘယ်သူမှတက်သေးမပြနိုင်တော့ဘူးတကယ်လို့တားကပါမမရီလှုပ်တဲ့အတိုင်းလှုပ်သွားမယ်ဆိုရင်မမီဒီရက်ကွက်ထဲမှာမနေရတော့ဘူးဒါကြောင့်မို့ကိုမွေးတဲ့တားဆိုပေမဲ့မမီတောင်းမှန်စကားပြောနေတာပေါ့တားလေးကိုမဆိုင်ကြီးကချော့မော့တောင်းမှန်ထားရတယ် အဲ့ဒီကောင်လေးကရောလိမ်မာတယ်မဟုတ်လားနံပါတ်4ချလို့ထောင်းကြသွားပြီဗျာကျွန်တော်ဒီဒေါ်စင်ကြီးမျက်ရည်ကြချင်းမြင်ကွင်းကိုယခုမှဆက်ဆက်စဉ်းစား၍ပြပြင်လာသည်မိပါချင်းစာနာစွာပူဆွေးမိသည်သူ့ကလေးတွေကိုချစ်လို့မဝသေးခင်မှာပဲကလေးအလုံးဟာသူ့နားမှာတရားအောင်မှမရှိတော့ဘူးဒီတရက်ပင်လိုပဲပေါ့ တရက်ပင်မောဗျိုင်းတူမော့ကြည့်လိုက်မိသည်ယခုတလောကျွန်တော်သည်ဒေါ်စိန်ကြီးဇလန်းကိုစွဲနေမိသည် အထူးသဖြင့်တရက်ပင်ကိုတွေ့သောအခါများ၌သတိမရဘဲမနေနိုင်မီစိတ်တစားဆန်းဆန်းပင်တခါတရံတရက်ပင်ကိုဒေါ်စိန်ကြီးလို့ပင်ထင်နေမိသည်ဒီလိုနဲ့ယုံပေပြီးပြန်တက်ရသောတနင်္လာနေ့တနေ့မှာစေယုံဝင်းနဲ့ကျွန်တော်ရှောက်လန်းလာစဉ်အဖြစ်အပျက်တစ်ခုကို အသေးချာတွေ့လိုက်ရတွင် အံ့ဩလွန်းသောကြောင့်ခြေလမ်းများပင်ရက်တံသွားသည်တရက်ပင်မရှိတော့ရင်ထဲမုန်းကျက်သွားသည်မှောင်ရိပ်ထိုးပြီးအမြင်ရှုပ်နေသောကြောင့်ခုတ်လိုက်သည်ဆို၏အခုနေခါလူနာဆောင်1920နှစ်အရန်ဆေးဘက်ပညာသင်ကျောင်းကြားမှာအထင်ကြီးတရက်ပင်မရှိတော့နောက်နှစ်တွင်စီကံမဲခြင်းစင်းရဲခြင်းတို့ဤဒဏ်ကိုခံရတော့မည်မဟုတ် ကျွန်တော်တို့သည် ပြင်းလျင်တရက်ပင်ကိုကြည်ရသည် တရက်ပင်ပေါ်မှာခိုနားနေသည့်ဇရက်ငှံတပိတ်လွယ်ငှက်များနှင့်လိပ်ပြာလေးများကို ငေးမောကြည့်ရှုရသည်ຫນွေອູ້ຍောက်ລຽນອໍອໍງັນຍານ້າຄູຕົນຈູເຕ້ສູແດດດີຍະຄຸເຮົາບາມາບໍ່ຊິດໍບີປ່ຽນສັດສັດແນ່ລິນຍောင်ຫນွေຍາຫນີບີກະບຍາມສັນເນາະດລູຜິດຕົວດີດີລົງແນ່ຕະນີ້ຈາໍຈນໍຮູ້ຄັ້ນແນ່ມາລັດຖောက်ດັກຄວແກນຫມູ່ມິມິຄິນດີຈນໍອະລົກລົກດີຄົ່ນນ້ຳບັດຊောက်ລາດີ သူမသည်ကျွန်တော်အနားမှာရက်နေသည်သူမျက်နာကကျွန်တော်ကိုကိစ္စတစ်ခုခုအတွက်မှားစရာသတိပေးစရာရှိနေသည့်ပုံစံမျိုးကျွန်တော်သည်သူမစကားကြောင့်တုန်လှုပ်သွားမိသည်တနင်းငွေနေ့ကဒေါ်စင်ကြီးဆိုတဲ့မျိုးသမီးဆုံးသွားပြီရုပ်ရှင်တေးကြပြာမဂ္ဂဇင်းစက်တင်ဘာလ1993ခုနှစ်